ငါးများသေးဆုံးလင်းမရှိတဲ့ရေများချိန်မှာတောင်တမန်အင်းတွင်ငါးကြီးမျိုးတွေဖြစ်တဲ့ငကြင်းပါဝင်တီလာဗီယာငါးတွေထပ်မံသေဆုံးနေတာကိုဩဂလ၁၇နှစ်မနက်ပိုင်းကတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ငါးသေဆုံးမှုဟာတောင်တမန်အင်းဥပိန်တရာရဲ့မြောက်ဖက်ရေစိုးဝင်ရောက်လေရှိတဲ့အင်းရေပြင်မှာဖြစ်ပေါ်ခဲ့ပြီးငါးသေးတွေကိုအင်းဆောင်အနီးမှာရှိတဲ့ပထိုးတော်ကြီးတရုတ်တန်းနဲ့ပြတ်သက်ကြီးနေရာတို့မှာအများဆုံးတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ တောင်တမန်အင်းမှာရှိတဲ့ငါးတိုင်ကဝန်နန်းကိုဝင်းစော်ကအင်းတရှောက်လုံကြုံရေးလှည့်ရင်နဲ့တွေ့တာဖြစ်ပြီးဒီတစ်ခါသေးတာငကြင်းအမျိုးအစားငါးတွေပါပြီးမြည်ရတက်ပြီးအင်းရီများချိန်မှာသေလေးသေးထားမရှိပဲဒီနှစ်မှသေဆုံးမှုဖြစ်တာဖြစ်တယ်လို့ပြောပါရယ်။ငါးသေဆုံးမှုနဲ့ပတ်သက်ပြီးငါးလုပ်ငန်းဦးစီးကလည်းလာရောက်ကွင်းစစ်စစ်စေးကငါးအသေးတွေနဲ့ရေနမူနာတွေကိုစစ်ဆေးမှုယူဆောင်သွားတယ်လို့သိရပါရယ်။ငါးရီဘာကြောင့်တည်ဆုံးတယ်ဆိုတဲ့ဖြေကတော့မနက်ဖြန်လောက်မှတည်ရမှာပါလို့ငါးလုပ်ငန်းဦးစီးဌာနကမန္တလေး KI ဦးစီးမှုကပြောပါရယ်။ ပြီးခဲ့တဲ့2014ခုနှစ်ဒီဇင်ဘာလအတွင်းကအင်းမြောက်ချမ်းမှာငါးသိဆုံးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့်ငါးတွေနဲ့ရေအေးသွေးတွေကိုတိုင်းတာဆစ်ဆေးခဲ့ရာငါးတွေမှာဇောကပိုးမရှိတာရေအေးသွေးဟာအောက်ဆီဂျင်ပြောင်းဝင်မှုနည်းပါပေမဲ့ငါးမွေးမြူနိုင်တဲ့ရေအေးသွေးရှိတယ်လို့ထုတ်ပြန်ခဲ့ပါတယ်2015ခုနှစ်ဧပြီလမှာငါးရီအစုလိုက်ပြန်လိုက်ထပ်မံတည်ဆုံမှုဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ထပ်မံတိုင်းထွာစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာအင်းအတွင်းရေစိုးဝင်ရောက်မှုတွေကြောင့်ငါးရီတည်ဆုံမှုဖြစ်ပေါ်ခဲ့တယ်လို့တရားဝင်ထုတ်ပြန်က ရေစိုးစွန့်ပစ်တဲ့စက်ရုံတွေကို၅ဦးစီကသက်ဆိုင်ရာမြို့နယ်ရဲစခန်းကိုအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။မြို့တော်စီမင်းကလည်းတာနမန်အင်းတွင်းရေစိုးဝင်ရောက်မှုမရှိသေးဘဲစက်ရုံတွေကိုပိတ်သိမ်းအရေးယူခဲ့တယ်လို့သိရပါတယ်။အမရဘူရမြို့ကန်စိမ်းအောင်စုတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကရေစိုးကြောင့်၅သိန်းဆုံးမှုဖြစ်ပေါ်တာကိုမြို့တော်စီမင်းကရေစိုးစွန့်ပစ်တဲ့စက်ရုံတွေကိုခဏတာပဲပိတ်သိမ်းရေးယူပြီးလပိုင်းလောက်ပိတ်ကစက်ရုံတွေကိုပြန်လည်ပတ်ခွင့်ပေးကြတာဟာမဖြစ်သင့်ဘူးလို့ပြောပါရစေ။ ဒါပြင်သူတည်တနာဆွေးဆဲမှုတွေကိုအချိန်ပေးလုပ်ပြီးမှသာစစ်ရုံတွေကိုပြန်လည်ပတ်ခွင့်ပေးတဲ့နယ်လို့စစ်ရုံဆိုတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းအဖွဲ့မှသုံးသပ်ပြောကြားခဲ့ပါတယ်။